你都认识这个不吧？哎呦，俺户口里的没有不知道，没地了的，没都认识，多少有多少，好了，好嘛，没事嘛，嘿，都起来的。ကိုကျော်နဲ့ကိုသားရင်းနဲ့ပတ်သက်ခဲ့တော့ကျွန်တော်ဘယ်တော့မှမေ့မထားဘူးကျွန်တော်တခုခုလောက်တော့မယ်ဆိုရင်တော့မှသူတို့သူတို့ဆိုရင်ဘယ်လိုလုပ်မလဲဆိုအရင်စဉ်းစားရမှကျွန်တော်ဆိုတော့ခုံယူပါတယ်အခုချိန်ဒီဘယ်သွားသွားဒွင်းကြီးဆိုရယ်စိတ်တခုနဲ့အားပေးနေကြတော့ ဟိုတန်းကြီးဆိုတာတဲ့ဒွေးကြီးဆိုတဲ့စိတ်နဲ့ပို့ပြီးတော့အားပေးကြရတယ်အဲ့ဒါကိုလည်းကျွန်တော်ချိန်တယ်ဟုတ်အခုရှိရအဲ့ကျွန်တော်ရလိုက်တဲ့အကောင်းဆုံးအမွေပဲဒီနေ့ကတော့ဒီစင်စပယ်ဘူးရဲ့ကြောင်ညာလေးပေါ့နော်ကြောင်ညာလေးကိုကျွန်တော်လည်းပါဝင်ရိုက်ကူးထားတာဖြစ်တဲ့အတွက်ဒါဖွဲလေးတက်ဖြစ်တာပေါ့စိတ်လှုပ်ရှားတာပေါ့နော်ဟိုရိုက်ကူးမှုပုံစံအစ်စ်လည်းဖြစ်တယ်ကျွန်တော်တို့အတွဲကလည်းထူးဆန်းတယ် ပြီးတော့ကျွန်တော်တို့သေုပ်ဆောင်ရတဲ့ပုံစံတွေကလည်းခါတိုင်းကြောင်ကြိုင်နဲ့မတူတဲ့ခါကျတော့စိတ်လှုပ်ရှားရပါတယ်။ဒီပင်လေးဖြောင်းရတယ်၊မိကက်တလေးလင်းရတယ်၊တချင်းစာသားတွေလည်းကျက်ရတယ်ပေါ့။နောက်ပြီးတော့ဟိုအရင်တော့တော့လို့ကြောင်ကြိုင်တွေကိုတချင်းဆိုပြီးတော့ရိုက်ခဲ့ဘူးရယ်ဆိုမှဒီအခုတစ်ခေါက်ပုံစံကျတော့မတူလေ။သူကဟိုအော်ပရာပုံစံမျိုးတေးပြုတ်ပုံစံမျိုးလို့ရတာဆိုတော့နည်းနည်းလေးတော့အခက်အခဲရှိတယ်။တော်တော်လေးလည်းလေးချင်းယူလိုက်ရတယ်ပေါ့။အဓိကတော့ကောင်းလေးပေါ့နော်။စည်စနာကောင်းတယ်၊စိန်ယူသေးစမှန်တယ်၊ဈေးနှုန်းမှန်ကန်တယ်။အဲပြီးတော့ဝယ်သူတွေပေါ်မှာ ေတနာထားတယ်မေတ္တာထားတယ်အဲ့ဒီစေတနာမေတ္တာတွေရောင်မြန်ဟတ်တယ်လို့ပဲကျွန်တော်တို့ယူဆပါတယ်ဟုတ်အာကျွန်တော်ကဘယ်လိုပြောရအောင်တော့ဟိုယောက်ျားလေးဖြစ်တယ်ကျွန်တော်အဲ့လိုမျိုးလက်ဝတ်ယရနာတွေနဲ့တိတ်ပြီးတော့ဟိုအကျွမ်းတွေမရှိဒါပေမဲ့အဲ့ကြောင်ရရိုက်တဲ့နေရာတော့မှကြီးလိုက်တော့မယ်ဆယ်နှစ်ရမ်းတယ်ဖြက်ဖြက်လေးလက်ပြီးလို့ရမ်းအကောင်းသားမှရမ်းတည်တာကဟိုစိန်ကြောင်းနားမလဲတဲ့လူတော်မှပဲအာဒီစိန်တွေကတကယ်ကိုအဖို့တန်တကယ်ကိုစစ်မှန်တဲ့စိန်တွေဆိုတာဟိုခံမှန်းလို့ရတယ်စင်ကြဘူးနှစ်ပေါင်းများစွာတည်တတ်ပါစေ ဟုတ်တယ်ပုံမှန်လည်းစေတနာထားနိုင်ပါစေအေးသွေးမြည့်ရဲ့စိတ်မျိုးလည်းဆက်လက်ရောင်းချနိုင်ပါစေကောင်းလေးလည်းဒီထက်မကပိုပြီးတော့လူတန်းတွေလုံနိုင်ပါစေလို့ဆုတောင်းပေးပါပြီကျော်ညာအတွက်ပြင်ဆင်ရတာတော့ကျွန်တော်ကိုမျိုးကစပြီးတော့ဆက်သွယ်လာပါဘောနော်ကိုမျိုးတောင်ကြီးကဆက်သွယ်လာကျွန်တော်ကဘာမှနောက်နေအောင်မေးတာမဟုတ်ဘူးလို့ဒီအသက်ရွယ်ကြီးနဲ့တော့မဖြစ်နိုင်ဘူးနဲ့တူတယ်တော့မဟုတ်ဘူးတဲ့စိန်ဆွယ်ဘူးကကောင်းလေးကအာကိုတဲ့ကိုပါသေးခြင်းလေဆိုတော့ဟုတ်ပြီဆိုပြီးတော့ ဇန်ညွန့်ရောက်လာတော့ကျွန်တော်ထပ်ပြီးတော့အံ့ဩသွားရိုက်ကူးနေကြပုံစံမဟုတ်တဲ့အတွက်လေသူကတချင်းနေဆိုရမယ်ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်ကအာပေါ့စီနဲ့ကျွန်တော်ပင်းတရမှာဇလန်တွဲရိုက်နေတာဗောနော်ဆိုတော့အာမောင်မောင်နဲ့ရောက်တိုင်မင်းနဲ့ဘယ်လိုတွေလောက်ကြမလဲဗောနော်ရှူတင်မှာအားလို့ရှိရင်တချင်းကြက်ကြတယ်တယောက်နဲ့တယောက်နဲ့လို့အမှုရာတွေလောက်ပြကြတယ်ဗောနော်အဲ့လိုမျိုးတော်တော်လေးကိုတေချာလေးတော့ပြင်ဆင်ခဲ့ရတယ်စိတ်လို့ရှားဗောကျွန်တော်သေဥဆောင်မလုပ်တာကြာပြီအဲ့အဲ့ ဝေါ်ရှိကပုံရိုက်တာတော့ကျွန်တော်တော်တော်တိုင်ပတ်တယ်။ဘာလို့ဆိုအဲ့လိုပို့စင်မပေးမပေးတတ်ဘူးလေနော်။ကျွန်တော်ကအရင်တည်းကလည်းအဲ့လိုမျိုးတွေအလားတူပါတိတ်မရိုက်တဲ့လူဆိုလေ။ဆိုတော့တော်တော်တော့ခက်ခဲခဲကြီး။အဲအကြောင်းကိုယ့်ရကားဖြစ်နေပုံကြီးอ่ะ။အင်းပေါ့ဟိုကိုဒီအလုပ်တကူလက်ခံလိုက်ပြီဆိုတော့ဟိုအကောင်းဆုံးဖြစ်အောင်တော့တတ်နိုင်ဆုံးမကြည့်တော့ပါဘူး။ ကြည့်လို့ရှိရင်တော့ကျွန်တော်ဘာလို့ယူလဲဆိုတာသိမှာပေါ့ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ဘာလို့ယူလဲအခုထိမသိသေးဘူးဟုတ်ကောင်လေးရလို့အများအားပေါ့နော်ရှေ့မှာလည်းကျွန်တော်စင်စစ်ဘူးကြောင့်ညာတခုကျွန်တော်ရိုက်ပြီးဘူးဒရိုက်တာနည်းပေါ့နော်အဲ့လိုမတ်ထန်နဲ့ဆလွန်နဲ့ပေါ့နော်အဲ့လိုဆိုလို့ရှိရင်လည်းတာမီနှစ်ယောက်အဲ့လိုအတွဲအဆက်လေးကောင်လေးရလို့မျိုးစိတ်ကူးစမ်းသမ်းလေးထွက်တယ်ပေါ့နော်နောက်လည်းအဲ့လိုစိတ်ကူးစမ်းသမ်းနေထပ်ထွက်လာအောင်မယ်လို့ကျွန်တော်မျှော်လင့်ပါဟုတ်2026မှာကျွန်တော်ပထမဆုံးကတော့အကြောင်းသားဇာလန်တို့လေးတခုဇန်နဝါရီထဲမှာရိုက်ဖို့ရှိတယ်အဲ့ဒါပြီးရင်တော့တင်းမှာတင်းမှာပြင်ဆင်အလုပ်တွေလုပ်ခဲ့တယ်ပေါ့ ဒါမဲ့လည်းအဲစိတ်တိုင်းကြတာတွေရောစိတ်တိုင်းမကြတာတွေရောအများကြီးအလုပ်တွေလုပ်ခဲ့တယ်ဆက်လက်ပြီးတော့စူးစမ်းရအောင်အားနေချက်ကလားအားနေချက်ကတော့ကျွန်တော်အဲ့လိုအလုပ်ကိုလောဘကြီးတာပေါ့အလုပ်ကိုလောဘကြီးတယ်အရင်အနေလက်ခံပြီးတော့လုပ်တခါလီမနိုင်မင်းနည်းဖြစ်တယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်ရဲ့အားနေချက်ပေါ့အားသာချက်ကတော့ကျွန်တော်လုပ်တဲ့လုပ်တဲ့လုပ်တိုင်းမှာကျွန်တော်စေတနာအပြည့်ထားပြီးကျွန်တော်လုပ်တာဖြစ်တဲ့အတွက်အရာလေးတစ်ခုတော့ထည့်ထည့်ရဖို့ထည့်ရဖို့ကျွန်တော်ကိုယ့်ကိုအဲဒီနှစ်ယောက်နဲ့ဒီ ဥကျော်နဲ့ကိုသားရင်းနဲ့ပတ်သက်ခဲ့တယ်ကျွန်တော်ဘယ်တော့မှမေ့မထားဘူးကျွန်တော်တခုခုလုတော့မယ်ဆိုရင်တော့မှသူတို့သူတို့ဆိုရင်ဘယ်လိုလုပ်မလဲဆိုအရင်စဉ်းစားရင်းမှကျွန်တော်ဆိုတော့ရှိမှာဒါတက်တက်လုံးရှိသွားမှာဂုံယူပါတယ်အခုချိန်ဒီဘယ်သွားသွားဒွေးညီဆိုတဲ့စိတ်တစ်ခုနဲ့အားပေးနေကြတော့ဟုတ်ကိုသားညီဆိုတာတဲ့ဒွေးညီဆိုတဲ့စိတ်နဲ့ပို့ပြီးတော့အားပေးကြရင်အဲ့ဒါကိုလည်းကျွန်တော်ချိန်တယ်ဟုတ်အခုရှိရအကျွန်တော်ရလိုက်တဲ့အကောင်းဆုံးအမှုတွေဟုတ်ကျွန်တော်တို့ဒီစိတ်ပဲဦးကြောင်ရလေးက ါတိုင်းကြည့်မြင်ကြကျွန်တော်တို့ရဲ့ပုံစံမတူဘဲနဲ့ကျွန်တော်တို့ညီကောင်မောင်နှမတွေဒီသားစုကိုအားလုံးကြိုးစားထားပါတယ်။ဆောင်ရွက်ကြီးရှိဖို့အားပေးကြပါလို့ပြောချင်ပါတယ်။အားလုံးချစ်တဲ့